်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘောပီးစပေတို့ကနေအမြန်ဆုံးကင်ဝေးပါစေလို့ကျမနွေနွေကဆုတောင်းလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့မန္တလေးမှာဒီကနေ့ညနေပိုင်းကအင်းအားအသင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလောက်ခဲ့ပေမဲ့ထိခိုက်မှုတွေတော့မရှိခဲ့ဘူးဆိုတဲ့သတင်းမှာ မန္တလေးတိုင်းသာစီမြို့နယ်ရဲ့တောင်အရှိတောင်ပိုင်းနှမိုင်ခန့်အကွာမှာအင်အား၄ခွန်ရီတာစကေးနဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုဒီကနေ့မေလ၉ရက်နေ့မှာလှုပ်ခတ်ခဲ့ပေမယ့်မန္တလေးမြို့ပေါ်ကဒေသခံတချို့သာခံစားလိုက်ရတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါဗျ။မိုးလေဝသနဲ့ဇလဗေဒအုပ်စုဌာနရဲ့ထုတ်ပြန်ထားတဲ့အရာ ဒီကနေ့3နာရီ9မိနစ်အချိန်မှာတောင်စီမျိုးနယ်ရဲ့တောင်အရှိတောင်မဲ့နှမိုင်ခန့်အကွာမှာအနက်30ကီလိုမီတာအင်အား၄.၇ရီတာစကေးနဲ့အင်အားအနည်းငယ်ရှိမြင်းငလင်တစ်ခုလောက်ခဲ့တယ်လို့သိရပြီးငလင်အကြောင်းထိခိုက်ပျက်စီးမှုတွေမရှိခဲ့ဘူးလို့သိရပါတယ်။ နေမဖြစ်နေတော့မတိလိုက်တာတော်တော်များကြတယ်။သာစီကိုဘဟုပြူတာဆိုတော့ဝေးလဲဝေးတော့တိတ်မတိတာလိုက်ဘူး။လှုပ်တာတော့လှုပ်တယ်မတိတာလိုက်တာ။ညာဘက်တွေလှုပ်မှအတိတိတသာတိကြတာလေးလို့ငလင်းဘေးကူညီနေသူမန္တလေးမြို့ကအသက်20ကျော်လူငယ်အမျိုးသားတအူက CJ ပလက်ဖောင်းကိုပြောပါရတယ်။ အခုလောက်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီး United States Geological Survey USGS ရဲ့ထုတ်ပြန်ချက်မှာတော့ AR Richter scale 4.4တာရှိတယ်လို့ဖော်ပြထားပြီး European Mediterranean Seismological Center ရဲ့ငလျင်တည်ထုတ်ပြန်ချက်မှာတော့မန္တလေးဒေသကိုဗဟုပြုပြီး AR Richter scale 5.3အဆင့်ရှိတယ်လို့အသေးသေးထုတ်ပြန်ထားကြပါတယ် ယင်းကလေးလောက်ခဲ့တဲ့ပမာဏတိုင်းထောက်ချက်တွေဟာတိုင်းတာတဲ့စက်တွေအပေါ်မှာမူတည်ပြီးဒေတာအချက်လက်လွဲတာမျိုးတွေရှိတတ်တယ်လို့မောလိဝတ္တပညာရှင်အိုဝင်နိုင်ကပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းမြင်ကလေးအကြောင်းအေဗီလ24ရက်နေ့ထိထိခိုက်သေးဆုံးရသူ3963ဦးဒဏ်ရာရရှိသူ9108ဦးပျောက်ဆုံးနေသူ130ဦးရှိပြီးလူနေ6384လုံးစာသင်ကျောင်း6952ကျောင်းဘုံရင်ကျောင်းနဲ့တိလရှင်ကျောင်း9484ကျောင်းဇေဒီပထုံ9342စုဘာသာရေးစာအုပ်613လုံးစေယုံစေကန်း 986လုံး၊ရထားလမ်း96ခု၊လမ်းမိုင်း292ခု၊အမြန်လမ်းမိုင်း198ခု၊စေတမန်986ခု၊တရာ182စင်း၊ Transformer 353လုံးပျက်စီးခဲ့ရပါတယ်။ငလင်းလောက်ခတ်မှုအဆင်တွင်နဲ့ပတ်သက်ပြီး AR Radar Scale တက်ကနေ၄သမအကိုအထိလောက်ခတ်ပါက AR အနေငယ် ရီတာစကေး9ကနေ9သသမ6အထိလှုပ်ခတ်ပါကအင်းအားအသင်အသင်လှုပ်ခတ်တာကြောင့်ပျက်စီးမှုအနှဲငယ်ရှိနိုင်ပြီးရီတာစကေး6ကနေ9သသမ5အထိလှုပ်ခတ်ပါကအင်းအားပြင်းအဆင်ဖြစ်လို့အပြည့်အစည်းများကရီတာစကေး9သသမ6နဲ့အထက်လှုပ်ခတ်ပါကအားလုံးပြင်းတဲ့မြင်ကလေးအဖြစ်ငလင်းပညာရှင်တွေကသတ်မှတ်ထားပါရဲ့ရှင်ကျမနွယ်နွယ်ပါ